အခုဆိုရင်အရှိအလဲပိုင်းမှာအီရန်အစ္စရေးနဲ့အမေရိကန်တို့ရဲ့နိုင်ငံရေးအခြေအနေက တကယ့်ကိုတင်းမာနေတာပါဒီဒေတာမှာဖြစ်ပေါ်နေတဲ့စီရေးနိုင်ငံရေးပဋိပက္ခတွေကကပ္ပအာယုံစိုက်မှုကိုဆွဲဆောင်ထားပြီးအထူးသဖြင့်ဒီနိုင်ငံ၃ခုရဲ့ဆက်ဆံရေးကဘလို့ဆက်သွားမလဲဆိုတာလူတိုင်းစိတ်ဝင်တစားကြည့်နေကြပါတယ်။ဘာတွေဖြစ်နေလဲ။ဒီနောက်ဆုံးရက်တွေထဲမှာအီရန်နဲ့အစ္စရေးကြားကတင်းမာမှုကအဆင့်တစ်ခုတက်သွားပြီး ဂျွန်လတ်ဆူ၃ရက်နေ့လောက်ကစပြီးအေဇွဲကအီရန်ရဲ့နျူကလီးယားစီမံကိန်းနဲ့ဆက်ဆက်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေထွက်လာပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အီရန်ဘက်ကစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့တေဆုံးခဲ့တယ်လို့နျူကလီးယားဆိုင်ရာအဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။အီရန်ဘက်ကလည်းဒီကိုလက်ပိုက်ကြည့်မနေဘူး။သူတို့ကအေဇွဲကိုဒရုန်းတွေဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဂျွန်လ19ရက်အထိသတင်းတွေအရအစ္စရေးမှာလူ24ဦးလောက်တေဆုံးခဲ့ပြီးအီရန်မှာတော့လူ120ကျော် တေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒီအပြန်အလှန်တိုက်ခိုက်မှုတွေကဒေသတွင်းမှာစစ်ပွဲကြီးတခုဖြစ်လာမှာကိုလူတော်တော်များများစိုးရိမ်နေကြပါတယ်။အမေရိကန်ရဲ့အခန်းကဏ္ဍအမေရိကန်ကတော့ဒီပဋိပက္ခထဲမှာအစ္စရေးနဲ့နောက်ွယ်ကအားပေးထောက်ခံနေသူတွေရက်တီနေတော့ပဲ။အစ္စရေးကအီရန်ကိုတိုက်ခိုက်တဲ့အခါ အမေရိကန်ကစီရီအရာတရိုင်မပါဝင်ဘူးလို့ကြေညာထားပေမဲ့အီရန်ဘက်ကပြစ်လွတ်လိုက်တဲ့ဒုံးကျယ်တွေကိုအစ္စရေးကိုကားကွယ်ဖို့အမေရိကန်ကကူညီပစ်ချပေးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါအထင်အမေရိကန်ကအရှိ11ဒေတာတဲကိုတိုက်လျင်ဒီ CIA in Hurry ထပ်ပို့ထားတယ်လို့မဇီဘတ်သတင်းဌာနကဖော်ပြထားပါတယ်။ဒါကအီရန်ဘက်ကအမေရိကန်ရဲ့ဒေတာတွေစစ်စခန်းတွေဒါမှမဟုတ်တန်တမာရေးရနေရာတွေကိုတိုက်ခိုက်လာမလားဆိုတဲ့စိုးရိမ်မှုကြောင့်လို့ သုံးသပ်ကြပါတယ်။ဒေါ်နယ်ထရန့်ကတော့သူအနေနဲ့အရှိအလျက်ပိုင်းမှာအဆုံးမရှိတဲ့စစ်ပွဲတွေဝင်မပါဘူးလို့သူ့မဲဆန်တာရှင်တွေကိုကတိပေးထားပါတယ်။ဒါပေမဲ့သူ့ Republican Party တွေကလူတတော်များများက Israel ကိုထောက်ခံတယ်လို့ Iran မှာအုပ်ချုပ်သူတွေပြောင်းလဲဖို့လူတွေဆိုတဲ့အမြင်ကိုလည်းထောက်ခံနေကြတယ်။ဒီတော့ American အနေနဲ့ဒီပဋိပက္ခတဲ့ဘလောက်ထိဝင်ပါလာမလဲဆိုတာအခုထိမသေးကြသေးဘူး။တစ်ဖက်မှာလည်း Iran က American ကိုတိုက်ရိုက်တတိပေးထားပါတယ်။ အမေရိကန်ကဒီစစ်ပွဲထဲဝင်ဆက်ဖက်လာရင်အစားထိုးမရလေပဲစီးဆုံဆုံမှုတွေကြုံရမယ်လို့အီရန်ကထရမ့်ကို ဖြိုးထားတယ်လို့မစည်းမသတင်းမှာဖော်ပြထားတယ်။ဒါကအီရန်ဘက်ကသူ့ရဲ့ချိန်ချောက်မှုကိုပိုပြထားလောင်းပြတာတာပါ။ဘာကြောင့်ဒီလောက်ဒင်းမာနေတာလဲ။အီရန်နဲ့အစ္စရေးကြားကရန်ညူးရန်စားကနှစ်ပေါင်းများစွာရှိလာခဲ့တာပါ။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်နေမှုကိုသူ့ရဲ့နိုင်ငံလုံခြုံရေးအတွက်အန်ဒီအဖေမြင်တယ်။ အစ္စရေးဝန်ကြီးဘန်ဂျမင်နေတန်ယာဟုကလည်းအီရန်ကနျူကလ িয়ার လက်နက်ရရင်အစ္စရေးရဲ့ရှင်ကြံမှုကိုချိမ့်ချောက်လာနိုင်တယ်ချုပ်ပြီးထရမ့်ကိုကျေးဇူးတင်စကားတောင်းပြောထားပါတယ်။အီရန်ဘက်ကတော့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုရန်လွယ်လုံရက်တွေလို့ခေါ်ပြီးအမေရိကန်ကိုအဓိကထောက်ပံ့နေတဲ့အဖြစ်အပျက်တင်တယ်။သူရဲ့နိုင်ငံရေးဝန်ကြီးကအီရန်ရဲ့အချိုးရန်အာဏာကိုအရင်အောက်ပြည်နဲ့ကာကွယ်မယ်လို့ပြောထားပြီးဒီတော့နှစ်ဖက်စလုံးကစုံမပုံမရောက်နေသေးဘူး။ဒါအပြင် အီရန်ကဒေသတွင်းမှာသူ့ရဲ့မိဖွဲ့တွေဖြစ်တဲ့ဆီးရီးယား၊အီရတ်၊ယင်မင်နဲ့လက်ဘနွန်ကဟစ်စဘူလာအဖွဲ့တွေကိုထောက်ပံ့ပေးနေရကလည်းအစ္စရေးနဲ့အမေရိကန်အတွာစိတ်ပူစရာဖြစ်နေပါတယ်။ဒီအဖွဲ့တွေကအီရန်ရဲ့ကိုယ်စားလှယ်တွေလိုလွန့်ရှားနေကြအောင်ဒေသတွင်းပဋိပက္ခကိုပိုရှုပ်ထွေးစေတယ်။ဒေသတွင်းနဲ့နိုင်ငံတကာရဲ့တွန့်ပြန်မှုပင်လယ်ကွေ့နိုင်ငံကြီးဖြစ်တဲ့ဆာအူဒီအရေဗျာ၊ကတ္တာ၊ UAE တို့ကလည်းဒီပဋိပက္ခထဲမှာ မပါဝင်ကျင်ဘူးဆိုတဲ့သဘောထားပြတ်ထားပဲမဲ့သူတို့စီမှာအမေရိကန်ရဲ့စစ်ခန်းတီးရှိနေကြအောင်အီရန်ကဒီနိုင်ငံတွေကိုပိတ်တယ်မလားဆိုတဲ့သုံးသက်ချက်တွေများပါတယ်။တချို့ပင်လယ်ကွေ့နိုင်ငံတွေကအစ္စရေးဘက်ကနောက်ွယ်ကကူညီခဲ့တဲ့တွေတောင်ရှိတယ်လို့ဆိုပါတယ်။အီရန်ကတော့ပင်လယ်ကွေ့နိုင်ငံတွေကိုအစ္စရေးနဲ့အပြစ်ခတ်ရဲကြားတဲ့ဝင်ကြီးပေးပါဆိုပြီးတောင်းဆိုထားတယ်။အပြန်အလှန်အနေနဲ့အမေရိကန်နဲ့နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးဆွေးနွေးမှုမှာသူတို့ဘက်က ဘောထားပြော့ပြောင်းပေးမယ်လို့ကန့်လန့်ထားတယ်လို့တတိယနေ့မှာပြောတယ်။ဒါကအီရန်ရဲ့တန်တမာကြီးကစားကွက်တခုလို့မြင်ကြတယ်။နိုင်ငံတကာမှာတော့တူရကီသမ္မတအာဒဝမ်ကအစ္စရေးရဲ့လော်ရီယာတွေကိုအမွန်းပွားစေတဲ့နိုင်ငံကြီးမျှော်မှန်းချက်လို့ဝေဖန်ထားတယ်။ရုရှားနဲ့တရုတ်ကလည်းဒီပဋိပက္ခမှာအီရန်ကိုတန်တမာကြီးအရထောက်ခံတဲ့သဘောထားပြတ်ထားတယ်။မြန်မာတွေပေါ်ဘလို့တက်ရောက်နေလဲ။အစ္စရေးမှာအလုံးလုံးနေတဲ့မြန်မာတွေလည်းဒီစစ်ပွဲကြောင့်စိုးရိမ်နေကြပါဗျ။ ဣသရေလမှာမြန်မာလူမျိုး900 600လောက်ရှိတယ်လို့ခန့်မှန်းထားပြီးသူတို့ကဒုံးကျပ်ကြရောက်တာဘုံပေါက်ကွဲတာဒီကိုကြုံနေရတယ်။တဲရပြီးမှနေတဲ့မြန်မာမိန်းကလေးတယောက်ရဲ့အိမ်နားမှာဒုံးကျပ်ကြားတဲ့တယ်လို့တောင်းတရင်ထွက်လာတယ်။ဒါပေမဲ့ဣသရေလမှာဒုံးကားကွဲစနစ်တွေဘုံခိုချမ်းတွေအဆင်သင့်ရှိတဲ့အကြောင်းတိတ်ဆိုးရင်ဆရာမရှိဘူးလို့ဣသရေလရောက်မြန်မာတချို့က BBC ကိုပြောထားပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကြောင့်အလို့လက်မှတ်ဖြစ်မှာဆိုတာကိုတော့စိတ်ပူနေကြတယ်။ကိုယ့်နိုင်ငံမှာစစ်ဖြစ်နေတယ် အခုဒီနိုင်ငံမှာပါစစ်ဖြစ်နေတော့မြန်မာတွေအတွက်တကယ်ခက်ခဲနေတယ်ဆိုပြီးအစ္စရေးရောက်မြန်မာတယောက်က BBC ကိုပြောထားပါတယ်ဘလို့ဆက်ဖြစ်လာနိုင်မလဲအခုအချိန်တွေကဘလို့ဆက်သွားမလဲဆိုတာမသေးကြသေးဘူးအီရန်က Hormuz Strait လက်ချောက်ကိုပိတ်ဆို့လိုက်ရဲ့ကဘာရည်နေစင်းနှုံးကိုထိခိုက်နိုင်တယ်ဒါကကဘာစီဝါကြီးအပေါ်လဲတက်ရောက်မှုရှိလာနိုင်ပါတယ်အမေရိကန်အနေနဲ့အစ္စရေးကိုစီးရဲအရဆက်ထောက်ပံ့နေပေမဲ့ Trump က ជីကြီးမမစီဘွယ်ထဲမှာပါဝင်ခြင်းဘူးချော်နဲ့သဘောထားကိုထင်ရှားအောင်ပြထားတယ်။ဒါကြောင့်သူတို့ဘက်ကတန်တမာရေးနီးနဲ့ဖြည့်ရှင်းဖို့စ조사နိုင်တယ်။အီရန်ကလည်းပင်လယ်ကွေ့နိုင်ငံတွေကိုကြားထဲဝင်ညီပေးဖို့တောင်းဆိုထားတာကသူတို့ဘက်ကစစ်ပွဲကိုရပ်ဖို့အစဉ်အသင့်ဖြစ်နေတယ်ဆိုတဲ့အချက်ပြတခုလိုမြင်ကြတယ်။ဒါပေမဲ့နှစ်ဖက်စလုံးကအခုလိုအပြန်အလှန်တိုက်ခိုက်မှုတွေဆက်လုပ်နေရင်ဒေသတွင်းစစ်ပွဲကြီးတခုဖြစ်လာနိုင်တယ်လို့ BBC ကသုံးသပ်ထားတယ်။ ဒီတော့ဒီပฏิပက္ခရဲ့အနာဂတ်ကိုနိုင်ငံတကာရဲ့တန်တမာရေးစ조사မှုအမေရိကန်ရဲ့အဆုံးဖြတ်ချက်တွေနဲ့အီရန်အစ္စရေးတို့ရဲ့စီရဲလှုပ်ရှားမှုတွေပေါ်မူတည်တယ်လို့ပြောလို့ရတယ်